ရခိုင်ပြည်နယ်ကြောင်းဖြူမြို့နယ်ကစစ်ကောင်စီရဲ့နေဖက်တောင်ကာကင်စခန်းကိုအာရကတတော်အေကတိမ့်ပိုက်လိုက်ပြီလို့သိရပါဗျ။ကြောင်းဖြူချေဆိုင်အမှတ်30ရဲတရင်ရဲ့ရှေတန်းကာကင်စခန်းဖြစ်တဲ့နေဖက်တောင်စခန်းကိုအာရကတတော်ကမေလ26ရက်မှာစတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်ပြီးစစ်ကောင်စီဘက်ကလေးချောင်းရေချောင်းလက်နက်ကြီးပစ်ကိုတွေပေးနေတဲ့ကြားကမေလ29ရက်မှာတိမ့်ပိုက်နိုင်ခဲ့တာလို့စစ်ရေးသတင်းမြစ်တွေကပြောပါဗျ။စစ်ကောင်စီရဲ့ကာကင်စခန်းဖြစ်တဲ့နေဖက်တောင်ကာကင်စခန်းကိုအာရကတတော်ကဒီရက်ပိုင်းမှာတိမ့်ပိုက်နိုင်ခဲ့တာရှိပါတယ်။ဒီကကတော့ စစ်ကောင်စီကလေကြောင်းရေကြောင်းလက်နက်ကြီးပစ်ကူပေးနေတဲ့ကြားကစစ်ကောင်စီတပ်သားတွေဟာအေးအေးထုစစ်ကိုခုခံနိုင်ရမျိုးမရှိပဲနေဖဲတောင်ကာကင်းစခန်းကိုလက်လွတ်လိုက်ရတာပါတချို့ကတော့30နှစ်ရက်တည်ရင်ပဲစုပ်ပြေးသွားကြတာတွေလည်းရှိပါတယ်လက်ရှိမှာအမှတ်30နှစ်ရက်တည်ရင်ရဲ့ဝင်ပေါက်ဖြစ်တဲ့ပြိုင်းစစ်ကဂျေယော်မှာနှစ်ဖက်တိုက်ပွဲတွေဖြစ်ပွားနေကြပြီးစစ်ကောင်စီဘက်ကလက်နက်ကြီးပစ်ကူတွေပေးနေတယ်လို့သိရပါတယ်ဒါ့အပြင်မေလ25ရက်ကလည်းကြောက်ဖြူမြို့နယ်မှာအင်အားဖြည့်တင်းထားတဲ့စစ်ကောင်စီရဲ့တပ်မစစ်တပ်ကဗျူဟာမှုဗုံးကျုပ်ကြော်မျိုးအောင်ပါဝင် ဟမရ943ကဗိုလ်ကြီးတယောက်နဲ့တပ်ဖွဲ့ဝင်3ယောက်ဟာလည်းအာရခတပ်တော်ရဲ့စနိုက်ပါထိမှန်ပြီးသေဆုံးခဲ့ရတယ်လို့စစ်ကောင်စီနဲ့နှိစက်သူတွေကပြောပါတယ်။ကြောက်ဖြူမှာဗျူဟာမှုအဆင့်ဗိုလ်မှုချုပ်တူနဲ့ဗိုလ်ကြီးတူနောက်ထပ်တပ်ဖွဲ့ဝင်3ဦးကြတယ်ဆိုတာဟုတ်ပါတယ်။အေးရဲ့စနိုက်ပါပြက်ခတ်ခံရပြီးသေသွားတာပါ။ကြောက်ဖြူစစ်မျက်နှာကတော့စစ်တပ်ဘက်ကနောက်ဆုတ်ပေးနေရတဲ့သဘောမှရှိတယ်။လက်ရှိတိုက်ပွဲတွေဟာမြို့နီးကိုရောက်ရှိလာတဲ့အတွက်ကြောက်ဖြူမြို့ပေါ်မှာရှိတဲ့စစ်ကောင်စီရဲ့ဝန်ထမ်းတချို့ဟာလည်းပြည်မဘက်ကိုရွှေ့ပြောင်းနေကြပြီလို့သိရပါတယ်။ကြောက်ဖြူမြို့နယ်မှာ အရကတက်တော်ဟာဖေဖော်ဝါရီလတည်းကတိုက်ပွဲစတင်ပေါ်ဆောင်ခဲ့တာဖြစ်ပြီးလက်ရှိမှာတော့ OGD တရုတ်တန်းဝိဖြန့်ချီရေးဆက်ယုံနာထိရောက်ရှိလာကတရုတ်ဝန်ထမ်းတို့လည်းထွက်ခွာနေကြပြီလို့သိရပါဗျ။အမ်ဗရာလန်နိုင်ငံတော်ဝိုင်းမှာဖြစ်ပွားနေတဲ့တိုက်ပွဲတွေဟာ NPD တာဝါကုန်းကြီးကိုရောက်ရှိလာတဲ့သတင်းကိုလည်းဆက်ပြီးဖော်ပြပေးပါမယ်။အမ်ဗရာလန်ဘော်ကနိုင်ငံတော်ဝိုင်းမှာမေလနောက်ဆုံးအပတ်ထဲတိုက်ပွဲတွေဖြစ်ပွားနေပြီး NPD တာဝါကုန်းကြီးထိတွေ့မှုရှိခဲ့တယ်လို့ဒေသခံတွေကပြောပါဗျ။ နောက်ပိုင်းတိုင်းစစ်ထာနာချုပ်နာပါခအခြေစိုက်ထားတဲ့အမ်းမြို့ကို2024ခုနှစ်မှာတိမ့်ပိုင်နိုင်ခဲ့ပြီးတဲ့နောက်ရခိုင်နယ်မကွေးအစပ်မှာတိုက်ပွဲတွေဖြစ်ပွားလာတာပါအဲ့ဒီနောက်ပိုင်းအာရခတက်တော် AA PRA မကွေးနဲ့အရှိုချင်းစီဒီအက်တို့ပါဝင်တဲ့ပူးပေါင်းတပ်တွေနဲ့စစ်ကောင်စီတပ်တို့ဟာမဖဲမြို့နယ်တမှာရှိတဲ့နိုင်ငံလေးချောင်းရံကာကွယ်တပ်ဝင်ညမှာမကြာခဏတိုက်ပွဲတွေပြင်းထန်လေးရှိပါတယ်အခုမေလနောက်ဆုံးအပတ်မှာလည်းစစ်တပ်ကဗလန်းမြို့ကနေနိုင်ငံဘက်ကိုစစ်ကူပိုစစ်ကြောင်းထိုးတာကြောင့်ထိတွေ့မှုပြန့်ဖြစ်နေပြီး MPD တာဝါနာထီတိုက်ပွဲတွေရောက်ရှိလာတယ်လို့ဒေသခံတွေကပြောဆိုထားပါဗျ။ဒေသခံစစ်ဆောင်အမျိုးသမီးတူပြောပြထားတာကတော့ပုံမှန်ကအဲ့ဒီလက်ကတည်းကအများတန်းတိုက်ပွဲဖြစ်တယ်။အဲ့ဒီမတိုင်ခင်နှစ်ရက်လောက်ကနှစ်စီးလောက်ဖြစ်သွားတာ။ဘာမှတော့မဖြစ်ဘူး။လွတ်ပေးထားသလိုပေါ့။အဲ့ဒီလိုလားမသိဘူး။နောက်မှကတော့အစီး40လောက်ရှိတယ်။နောက်မှကတော့အစီး40လောက်ရှိတယ်ပထမမှာတာဝါရိုင်းတို့ဂုံကြီးတို့နောက်မှာတော့တိုက်ပွဲတွေတော်တော်ပြင်းပြင်းထန်ထန်ဖြစ်နေတယ်။အခုကအခြေအနေတွေမိုးတွေကလည်းရမ်းရွာတော့လေ။အဲ့ဘက်ကအခြေအနေကမသိရတာ။ဖုန်းလိုင်းတွေလည်းတိတ်မကောင်းဘူးလို့ပြောဆိုထားပါဗျ။ ဒါပြင်အန်ဖရန်လမ်းပေါ်ကရွာတွေမှာအိမ်ဆောင်ကလွဲတို့နေထိုင်သူတိတ်မရှိတော့ပဲ။နိုင်ငံစကန်နာကဘုံဘောရွာမှာလည်းနေအိမ်တော်တော်များများမိလောင်ဖြစ်စီခဲ့တယ်လို့သူကပြောပါရယ်။အခုရပိုင်းတိုက်ပွဲတွေကြောင်းဗစီရွာကနေမိခိုးလုံးတွေတက်လာတာကိုမြင်တွေ့ခဲ့ရပြီးအတိမပြုတ်နိုင်သေးတဲ့သတင်းတွေအရရင်းနှီးနဲ့ကောဝါရွာတွေကဒေသခံဆယ်ယောက်ထက်မနည်းကိုလည်းစစ်တပ်ကဖမ်းဆီးထားတယ်လို့သိရပါရယ်။ဒါပြင်ရင်ကောက်ကုတ်ကြီးွာတွေအထိုင်ချနေတဲ့စစ်တပ်ဟာလက်ရှိအချိန်မှာရွာနယ်မလမ်းမကမ်းမှာရှိတဲ့တောရဖုန်ကြီးကြောင်းမှာပြောင်းလဲတက်ဆွဲနေကြောင်း ရွာဆောင်ကြံခဲ့သူတွေကိုရက်တိုစစ်တင်နှံဖေးပြီးလုံခြုံရေးယူခိုင်းနေတယ်လို့လည်းသိရပါဗျ။စီးရေးလေးလာနေတဲ့စီရန်ဘူကြီးစင်ရောကတော့သူတို့ကဗလန်တက်နယ်ကိုကြောက်မှဆိုးတဲ့အတွက်မလွန်တက်နယ်၊တရက်တက်နယ်၊တက်နယ်တုံးကိုကိုပေါ့။တရိကံပုံစံအသွားပြန်လွန်ထုတ်ပြီးတော့ထိန်းချုပ်လာတဲ့အနေအထားမျိုးတွေတွေ့ရပါဗျ။ဗလန်တက်နယ်ကနိုင်ငံစကန်သာကြပြီးဗလန်တက်နယ်တစ်ခုလုံးကြောက်မယ်ဆိုရင်ကျွန်တော်တို့ဒီမကွေးတိုင်းအနောက်ချမ်းကိုအာရကတက်တော်နဲ့ပူးပေါင်းတပ်ဖွဲ့တွေကလုံးဝထိန်းချုပ်သွားနိုင်တဲ့နေထားမျိုးဖြစ်သွားမယ် အဲဒါကြောင့်သူတို့ကဗဒန်းတက်နေမကြရေကိုအသေးတန်ခုခံရတယ်လို့ပြောရမှာဖြစ်ပါတယ်လို့ပြောဆိုထားပါတယ်။တိုက်ပွဲတွေဖြစ်တိုင်းဗဒန်းခြေဆိုင်စုံကုန်းအမြောက်တက်လို့ခေါ်တဲ့မဆခ905ကနေလက်နေချင်းဖြစ်ကိုဘေးလေးရှိတယ်လို့လည်းဒေတာကန်တွေကပြောပါတယ်။ AA, PRA, CDF အရှိုးပါဝင်တဲ့ပူးပေါင်းတက်တွေဟာနေရီကန်စကန်ကိုပြီးခဲ့တဲ့နစ်ဆန်ပိုင်မှာစတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီးအခုဒီချိန်မှာတော့စစ်တပ်ကငလျင်ကြောင်အပြစ်ရထားချိန်မှာထိုးစစ်ဆင်လာတာဖြစ်ပါတယ်။အခုတခါဝီယက်စစ်ဆွဆွဲချက်တက်တည်ရှိတယ်လို့သက်စင်က ပြောဆိုလိုက်ပြီး ဝါကမကျင်းတဲ့လျင်တက်မဲ့သူကိုလွတ်လိုက်လို့ပြောဆိုလိုက်တဲ့တဲ့မှာရုပ်မြမာနယ်စပ်နဲ့ထိုင်းမြမာနယ်စပ်မှာအခြေပြုထားတဲ့ဝါပြည်သွေးစည်းညညရေးတက်မတော်ကဝူရစေဝါများထုတ်လုပ်နေတဲ့တက်သေးထောက်ထားဓာတ်ပုံများ၎င်းတို့မှာရှိနေကြောင်းထိုင်းဝန်ကြီးချုပ်ဟောင်းသက်စင်ရှင်နာဝတ်ထွာကပြောကြားလိုက်ပါတယ်။အဲ့ဒီပုံများကိုအသုံးပြုပြီးမြမာနယ်ထိုင်းအာဏာပိုင်များကိုဝါရဲ့မူရစေဝါကိစ္စဖြေရှင်းရန်တိုက်တွန်းဆွေးနွေးသွားမှာဖြစ်ကြောင်းကဲယူဆွေးနွေးပွဲမှာအောင်မြင်မှာကထိုင်းနိုင်ငံကဝါတက်ဖွဲ့ကိုတိုက်ရိုက်ကင်တွဲသွားမယ်လို့သက်စင်ကဒီကနေ့မှထပ်မံပြောကြားလိုက်တာဖြစ်ပါတယ်။ မကြသေးမီကဝါတာဖွဲ့ဟာထိုင်းနိုင်ငံတွင်စီးဆင်းနေတဲ့မူရစ်စေဝါရဲ့အဓိကတရားခံလို့တက်စင်ကပြောဆိုအပြီးဝါတာဖွဲ့က၎င်းရဲ့ပြောဆိုချက်ဟာမြန်မာနိုင်ငံတွင်နိုင်ငံရေးမတည်ငြိမ်မှုများကိုအခွင့်ကောင်းယူကာအခြေမြင့်မရှိ ပြောဆိုချက်များဖြစ်တယ်လို့တုံ့ပြန်ခဲ့တာပါထို့အချင်းဒီမှာတက်စင်ကထပ်မံ၍ယခုကိစ္စကိုဆက်လက်ပြောဆိုနေခြင်းလည်းဖြစ်ပါတယ်လက်ရှိဝန်ကြီးချုပ်ပေတုံတန်ရှင်နာဝထွားရဲ့ဖခင်လည်းဖြစ်သူတက်စင်ကဝါတာဖွဲ့အနေနဲ့ဂျင်းနဲ့ဘက်က၎င်းအားတန်းနိုင်သူကိုစူးကြီးထုတ်ချင်ထုတ်လိုက်ပါလို့လည်းပြောကြားခဲ့ပါတယ်၎င်းဝန်ကြီးချုပ်ဖြစ်စဉ် တဆင်အောင်မွေးရစေဝါနှိမ့်နေဆင်ရွက်ပြီဆိုတာလူပေါင်းထောင်ချီတည်ဆုံးမှုကိုဖြစ်စေခဲ့သူလည်းဖြစ်ပါတယ်။ဆိုပါကိစ္စနဲ့ဆက်လင်းပြီးလူအခွင့်ရေးဖွဲ့များက၎င်းကိုယခုအချိန်ထိဝေဖန်နေစေလည်းဖြစ်ပါတယ်။ဝါတမတော်ရဲ့ပြောရေးဆိုခွင့်ရှိသူဦးညီရန်ကတော့မွေးရစေဝါများကိုဝါတန်အနေနဲ့စင်စမ်းမပြတ်စ조사တိုက်ဖြတ်တော်လဲပိတ်ပင်တားဆီးဖို့မလွယ်ကူကြောင်းနဲ့သို့တော်လည်းပဲမွေးရစေဝါစိုက်ပျိုးထုတ်လို့ရောင်းဝယ်တည်ယူပို့ဆောင်ရင်းနဲ့တုံးဆွဲသူတို့အားကြီးလေးတဲ့ပြစ်ဒဏ်များချမှတ်ခါတိုက်ဖြတ်မှုကြောင့် ။ဝါပြည်နယ်ဟာမူရစ်သုံးဆမှုအ ਨੇ ဆုံးပြည်နယ်ဖြစ်တွေ့ရှိနိုင်တယ်လို့ပြောဆိုထားပါတယ်။ဝါတပ်ဖွဲ့ဟာရခင်ကမူရစ်စေဝါကြီးကျယ်ထုတ်လုပ်ခဲ့တော်လဲ၎င်းတို့နယ်မြေအားမူရစ်ကင်းစင်နယ်မြေဖြစ်2005ခုနှစ်မှာနောက်ဆုံးထားပြီးပြုလုပ်မယ်လို့1998ခုနှစ်ကကြေညာခဲ့ပါတယ်။ဝါတပ်ဖွဲ့ဟာမိုင်းယာချီပြစ်ခတ်နိုင်တဲ့တရုတ်နိုင်ငံထုတ်ဒေါလန်နဲ့များပိုင်ဆိုင်ထားပြီးမြန်မာနိုင်ငံထဲမှာရှိတဲ့တိုင်းရင်းသားလက်နက်ကိုင်အင်အားစုများနဲ့အတောင်တင်းဆုံးတပ်ဖွဲ့ဖြစ်ပြီးအင်အားကြီးတရုတ်နိုင်ငံနဲ့ကောင်းမွန်တဲ့ဆက်ဆံရေးရှိတဲ့ကဲ့သို့စစ်ကောင်စီနဲ့လည်းဆက်ဆံမှုရှိနေပါတယ်။ တောင်ကြီးမြို့အနီးမှာငလျင်တုတ်ခတ်သွားတဲ့တဲ့ရင်ကိုလည်းဆက်ပြီးဖော်ပြပေးပါမယ်။ရှမ်းပြည်နယ်တောင်ပိုင်းတောင်ကြီးမြို့အနီးကိုဗဟိုပြုပြီး Richter scale 4.4အဆင့်ရှိငလျင်တစ်ခုဒီကနေ့မေတာ30ရက်နေ့နေကမန်ကလှုပ်ရှားသွားတယ်လို့သိရပါဗါတယ်။တောင်ကြီးမြို့ရဲ့အရှေ့ဘက်73ကီလိုမီတာအကွာရောက်နေ10ကီလိုမီတာကိုဗဟိုပြု၍လှုပ်ရှားသွားခြင်းဖြစ်တယ်လို့မြို့သားညီညွတ်ရေးအစိုးရလူသားချင်းစာနာထောက်ထားရေးနဲ့ဘေးရန်ရဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနကထုတ်ပြန်ထားတာဖြစ်ပါတယ်။ငလျင်ကဘေးတိုက်လို့တို့ခန်းစားရတာဖြိတာခိုက်တာတော့မကြားရဘူး။ ဒီလိုတွေရှမ်းဘက်မှာမကြာခဏလှုပ်တယ်လို့တောင်ကြီးမြို့ကန်တူကပြောဆိုထားပါဗျ။မလာ28ရက်နေ့ကစကိုင်းမြို့ကိုဗဟုပြုပြီးလှုပ်ခတ်ခဲ့တဲ့ Richter scale 9.8အဆင့်ငလျင်တုပ်ပြီးနောက်ပိုင်းမြန်မာနိုင်ငံဒေသနဲ့မှာနောက်ဆက်တွဲငလျင်များမကြာခဏလှုပ်ရှားနေပါဗျ။ဇောပါငလျင်လှုပ်ရှားတဲ့ရှမ်းပြည်နယ်တောင်ပိုင်းအောက်ပိုင်းကလော်အင်းလေးဒေသများမှာလည်းထိခိုက်ပျက်စီးမှုများရှိခဲ့ပါဗျ။အဆိုပါငလျင်ရဲ့နောက်ဆက်တွဲငလျင်ငယ်များဆက်လက်လှုပ်ခတ်နိုင်တဲ့အတွက်ငလျင်ဘေးဆောင်ရန်ရှောင်ရန်တတိပြုရန်များနဲ့အညီနေထိုင်ကြဖို့ MOHADM ကတတိပေးထားပါဗျ။ အဆိုပါအင်္ဂလိပ်ဟာစကိုင်းပြည့်ရွှေလှူရှားခြင်းဖြစ်ပြီးမတူညီတဲ့ပြည့်ရွှေမှလှူရှားမှုများအဖြစ် Richter scale 9.1အဆင့်ရှိတဲ့အင်္ဂလိပ်တစ်ခုဘေးလဆက်ကွေးကလှူရှားသွားခဲ့ပါတယ်။ခိုင်းမြမာနယ်ဆက်ရှိစစ်ကောင်စီစစ်တပ်ရဲ့ရွှေအေးမြန်ဖျားကုန်းစစ်စခန်းကို KNL ကထပ်မံသိမ်းပိုက်လိုက်ပြီးယမနေ့ညပိုင်းသိမ်းပိုက်ခဲ့တဲ့ကနေလီစခန်းမှာစစ်ကောင်စီတပ်ဖွဲ့ဝင်50ကျော်ထိုင်းဖက်ကိုထွက်ပြေးသွားတဲ့အကြောင်းကိုလည်းဆက်ပြီးဖော်ပြပေးပါမယ်။ ရင်းပြည်နယ်ထိုင်းမြန်မာနယ်စပ်ရှိစစ်ကောင်စီတပ်ရဲ့ရွှေအေးမြိုင်ဖျားကုန်းစစ်စခန်းကို KNL ပူးပေါင်းတပ်များကထပ်မံတိုက်ခိုက်သိမ်းပိုက်လိုက်တယ်လို့ KNL စီးရဲသတင်းများကပြောဆိုထားပါတယ်။မေလ28ရက်နေ့ညပိုင်းကစစ်ကောင်စီတပ်ရဲ့ကနေလီစခန်းကိုသိမ်းပိုက်ပြီးတဲ့နောက်ဒီနေ့မေလ29ရက်နေ့မနက်ပိုင်းမှာရွှေအေးမြိုင်ဖျားကုန်းစစ်စခန်းကိုပါ KNL ပူးပေါင်းတပ်များကထပ်မံသိမ်းပိုက်လိုက်ခြင်းဖြစ်ပါတယ်။ဒီမနက်ရွှေအေးမြန်ဖျားကုန်းစခန်းကိုကနေလီကနေပြန်ဆင်းလာတဲ့အဖွဲ့ရဲ့အောက်ကတက်ကိုတဲ့စုံစည်းမြန်ကအဖွဲ့တွေပေါင်းပြီးတက်ကြိတ်လိုက်တာရသွားပါပြီ အဲ့ဒီစကန်ကစစ်ခွေးက90လောက်တော့ရှိမယ်လို့ KNL စီးရဲတဲ့မြေမြာကပြောဆိုထားတာပါယမနေ့ညပိုင်းက KNL ကတင်ပိုက်ခဲ့တဲ့ကနေလေးစစ်စကန်မှာစစ်ကောင်စီတပ်ဖွဲ့ဝင်အင်အား100ကျော်ရှိပြီးစစ်သား90ကျော်ဟာထိုင်းဘက်ကိုထွက်ပြေးသွားကြောင်းနဲ့လက်ရှိမှာကနေလေးစကန်တိုက်ခိုက်တင်ပိုက်မှုသတင်းကိုမကြာမီ KNU ကတရားဝင်သတင်းထုတ်ပြန်မှာဖြစ်တယ်လို့လည်းသိရပါဗျ။ KNU ဟာမတ်လအေဗီလာနဲ့ယခုမေလအတွင်းမှာထိုင်းမြန်မာ20နီးမှစစ်ကောင်စီရဲ့ဘူလူတူကလေတီတခေါပီကွေး မော်ဖားသူစကန်တာလဲစကန်မဲလာစကန်မော်ဖိုးကေစကန်နဲ့ဖလက်တိုစကန်များကနေဒီစကန်နဲ့ရွှေအေးမြိုင်စကန်ကိုပါတိုက်ခိုက်သိမ်းပိုင်နိုင်ခဲ့ပြီဖြစ်ပါတယ်။လက်ရှိကင်းပြည်နယ်အတွင်းမြောက်ဝတီဖျားသုံးစု ကော့ဂရိတ်ကျုံတိုးဖာပွန်တန်တောင်ဒေတာများမှာအချမ်းဘက်စစ်ကောင်စီတပ်နဲ့ KNL မဟာမိတ်တပ်များကြားတိုက်ပွဲများဆက်တိုက်ဖြစ်ပွားလျက်ရှိနေပါတယ်။တောင်ခန်းဒီမှာရှိတဲ့တပ်စခန်းတစ်ခုကို TNL ထက်မှန်လက်လွတ်ပေးလိုက်ရတဲ့သတင်းကိုလည်းဆက်ပြီးဖော်ပြပေးပါမယ်။ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်တောင်ခမ်းကျေးရွာနီးမှာရှိတဲ့ DNL ရဲ့တပ်စခန်းတစ်ခုကိုစစ်ကောင်စီကထပ်မံသိမ်းပိုက်ခဲ့တယ်လို့မြေပြင်သတင်းမြေများထံကစုံလမ်းသိရှိရတာဖြစ်ပါတယ်။ပြီးခဲ့တဲ့မေလ26ရက်ကတောင်ခမ်းနဲ့အုံမတီဘက်မှစစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်နဲ့တအောင်မြို့သားလုံးမြောက်ရေးတပ်မတော် DNL တို့တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ပြီးရာပြင်ကျေးရွာမှာရှိတဲ့ DNL တပ်စခန်းကိုထပ်မံလက်လွတ်ပေးခဲ့ရတာဖြစ်ပါတယ်။သတင်းကမှန်ပါတယ်စစ်တပ်ကစခန်းတစ်ချို့ကိုပြန်လည်ထိန်းချုပ်သွားနိုင်ပါပြီ။မေလ20ရက်ကလည်းတရချိုးစီဒီကုန်းပြန်ရသွားတယ်။ ဒါပေမဲ့ကျွန်တော်တို့ဘက်ကနေပြီးတော့ရအောင်ပြန်ယူမယ်။ကြံတဲ့နေရာတွေလည်းဆက်လက်ခုခံနေတယ်။နောက်ဆုတ်ပေးဖို့လည်းမရှိပါဘူးလို့ရေးပြင်းသတင်းမြင့်တူကပြောဆိုထားတာဖြစ်ပါတယ်။လက်ရှိစစ်ကောင်စီကနောင်ချိုမြို့ကိုပြန်လည်ထိန်းချုပ်နိုင်ဖို့အတွက်တောင်ခတ်စခန်းကိုအထိုင်ထားကောင်နောင်လင်းရာပြင်းနဲ့အုံမတီးရွာများဘက်ကိုနေ့စဉ်ဒီပါထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိနေတာဖြစ်ပါတယ်။ထို့ပြင်မြေပြင်စစ်ကြောင်းပြင်လေကြောင်းနဲ့လက်နက်ကြီးများအသုံးပြုကတိုက်ခိုက်ခဲ့ခြင်းကြောင့်မေလာတရနေ့မှာ28ရက်နေ့အထိကလေးငယ်တို့အပါအဝင်အရသာလေးဦးတေဆုံးက15ဦးထိခိုက်ဒဏ်ရာရရှိထားပါတယ်။ ဒီ၃လရက်အတွင်းတော့ငြိမ်နေတယ်တိုက်ပွဲဖြစ်တာမရှိဘူးဘာအတမ်းမှလည်းမကြားရဘူးဒါပေမဲ့ပြီးခဲ့တဲ့ရက်ပိုင်းကရာပြင်ရွာဘက်မှာတိုက်ပွဲဖြစ်လို့ကျွန်တော်တို့အခုရှောင်းနေတဲ့နေရာမှာရွာသား၁၀၀လောက်ကြီးပါရောက်လာတယ်ပြီးတော့စောင်းဝင်နေရတဲ့အတွက်အခက်အခဲရှိတယ်အကူအညီလိုအပ်နေပါတယ်လို့အုံမတိရွာကံအပြောသားတို့ကပြောဆိုထားတာဖြစ်ပါတယ်ပြီးခဲ့တဲ့မတ်လ၁၀ရက်နေ့ကလည်းနောင်ချိုမြို့အာမတ၄၆တိုင်ရင်အနီးနားမှာရှိတဲ့ရွာကိုလည်း TNL တွေကလက်လွတ်ခဲ့ရတဲ့အပြင်နောင်ချိုလေးမဲပုံးနဲ့နောင်လင်းစခန်းများကိုလည်းစစ်ကောင်စီကပြန်လည်ထိန်းချုပ်ခဲ့တာဖြစ်ပါတယ်။ လက်ရှိစစ်ကောင်စီအခိုင်အမာတပ်ဆွဲထားတဲ့တောင်ခမ်းကျေးရွာမှာအမြောက်တပ်စခန်းကွက်ကဲမှုဌာနချုပ်ကိုရရနဲ့အပါဝင်အမြောက်တပ်ရင်းများဖြစ်တဲ့354 206နဲ့406တို့တပ်ဆွဲထားပြီး TNL ပူးပေါင်းတပ်နဲ့နေစီနီပါတိုက်ပွဲဖြစ်ပွားလျက်ရှိနေပါတယ်။မြို့ထဲမှာတော့ပုံမှန်သွာလာနေကြပဲလေးချောင်းတိုက်ခတ်မှုစိုးရင်ရတာတခုခါလွဲလို့ပေါ့။မြို့ထဲလေးလေးချောင်းကြောင့်အိမ်တွေပျက်စီးတာရာနဲ့ချီရှိတယ်။ပြီးတော့အရင်လိုစီစီကားကားမဖြစ်တော့ဘူးလို့နောက်ချိုဒေသခံအမျိုးသမီးတို့ကပြောဆိုထားပါတယ်။ဒီမဲ့2024ခုနှစ်ဇူလိုင်လ10ရက်မှာ တင်းနယ်လီပူပေါင်းတက်ကနောင်ချုံမြို့ကိုတင်ပိုင်နိုင်ခဲ့တော်လဲတောင်ခမ်းရွာမှာရှိတဲ့စစ်ကောင်စီအထိုင်းစခန်းကိုတော့တင်ပိုင်နိုင်ခဲ့ခြင်းမရှိပါဘူးအဆိုပါစခန်းကိုအခြေပြုပြီးစစ်ကောင်စီကပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်ခြင်းကြောင့်လက်ရှိမှာတင်းနယ်လီကစခန်းအချို့ကိုလက်လွတ်ဆုံးရှုံးနေရတာဖြစ်ပါတယ်